เนาะဒီ900တထောင်မို့ဟုတ်တယ်လားတခါထိုးလိုက်တထောင်လားတထောင်ခွဲလားကုန်ရင်ကုန်သွားမယ်ဟုတ်တယ်เนาะဒီလိုအပြုံအပြုံလीကန်ဆန်းတာလीဆိုတော့မဟုတ်လဲအခု तू อ่ะခြေခနှန်း3ခွက်နဲ့ကားမဲဖောက်တယ်ဆိုပြီးတော့မှတခွက်ကို3သိန်းတခွက်ကို3သိန်းချိန်တဲ့ခနှန်း3လုံးอยู่3သိန်းကွန်โดတွေမဲဖောက်တယ်ခြေခနှန်း3လုံးနဲ့ကွန်โดတွေမဲဖောက်တယ် ချင်းမပြောနဲ့နှလုံးတော်ပေါက်လို့မလွယ်တာချင်းရပူဆိုးပေါ့အဲ့တော့ तू ကလွတ်တယ်လေမပေါက်သွားဘူးလားချင်းဖွင့်သွားတယ်မပေါက်သွားဘူးလားမပေါက်သွားဘူးဆိုရင်မရဘူးလေပြီးသွားပြီမပေါက်သွားဘူးဆိုမရသွားဘူးဟုတ်လားဆိုတော့ချင်းတိုင်းအကြီးစားလို့ပဲဖြစ်နေတာပဲဒီလိုနီးနဲ့ရောင်းတာနောက်တစ်ခါဒါတနီးနောက်တနီးကကြတော့ဘာနီးလဲဆိုတဲ့ခါကျတော့အိမ်မဲတွေရောင်းနေမြေခွက်မဲတွေရောင်းနေကွန်ဒိုတွေရောင်းနေမဲတွေနဲ့လှုပ်ပြီးတော့မှကွန်ဒိုတွေရောင်းနေမဲတွေနဲ့ เนาะหาပြီးရင်แม้ผ่องแม้แม้ผ่นแม้ตะแม้โอ1000กว่า2000กว่า3000กว่าอึซึนๆหมอดีเยผ่องแม้เอ็งเยฉันเยเอ่อปิสิเยตันจีอเนญ้าบอมามูดีပြီးတော့มา1000กว่าแม้ส่องเยบลาวยะแม้ဆိုပြီးတော့มาဆိုแล้วก็จ้ะတော့1000กว่า2000กว่า3000กว่าโอ้ဒီလောက်ปะเซ็นလောက်ก็တော့เกษาไม่ရှိဘူးဆိုပြီးတော့มาလူတွေကဝင်ကြတယ်เนาะဟာ3000 3000กว่าမုံซ้ายနေအောင်มากုံနေတာမဖြစ်လဲကန်ဆန်းတာပဲဆိုပြီးတော့มา ဟုတ်တယ်ကန်ဆန်းနေသူကြီးကလူလိန်အားပေးနေဖြစ်နေတာကန်ဆန်းနေသူကြီးကတော့ကန်ဆန်းနေဒီပတ်စံ3000လောက်က तू ကဘာမှမဖြစ်ဘူးဆိုပြီးတော့မှမဲတွေနဲ့ဝယ်အေးမဲတွေဖောက်တန်ကြားလာကြားလာနှစ်တွေနဲ့ချီနေပြီကြားနေပြီအဲ့တော့အဲ့ဒီပတ်စံနေ3000တယောက်ဆိုရင်3000ဆယ်ယောက်ဆိုရင်3သိန်းအယောက်100ဆိုရင်သိန်း30အယောက်1000ဆိုရင်သိန်း300အယောက်1000ဆိုရင်သိန်း300เนาะအယောက်1သိန်းဆိုရင်3000 သိန်း3000ကဲကဲငွေတွေစဉ်းစားကြည့်ဒီကလူတွေကတော့อืม3000လောက်3000လောက်နဲ့ကတော့ဘာဖြစ်လဲဘာမှမဖြစ်ဘူးဒါပေမဲ့အဲ့တာကိုမပြီးနိုင်မစည်းနိုင်အမြဲတမ်းလုံစားနေတဲ့သူရဲ့အကျိုးစီးပွားဟာတယောက်ကို3000 10ယောက်ဆိုရင်3သိန်းအယောက်100ဆိုရင်သိန်း30အယောက်1000ဆိုရင်ဒီလိုနဲ့ငွေဟာဘလို့ဖြစ်ပြီးတော့မှပွားများသွားလဲဆိုတာစဉ်းစားကြည့်အများကြီးနဲ့လူအများကြီးနဲ့ကိစ္စ ဲ့လိုတွေရှာစားတာအဲ့လိုတွေစီးပွားဖြစ်နေကြတာအဲ့တော့ဒါကမဲမပြည့်သေးလို့မနိုင်သေးဘူးနော်ဒီပတ်စံကြီးကသူ့လက်ထဲမှာလေနှမ်းတစ်လုံးနဲ့စီမဖြစ်ပေမဲ့နှမ်းนี่အများကြီးကြတော့ CO ကြီးဖြစ်သွားအောင်အဲ့ဒီပတ်စံနဲ့ဂျန်နဲ့အနာသာ business တွေကိုသူကရင်းနှီးလောက်ကိုင်းစားလို့ရတာငားပြားမှာအတိုးပေးစရာမလိုဘူးရှင်တို့တွေကလည်း3000လောက်ကတော့တဒါရယ်လိန်သွားလဲနေပလိစီအဲဒီလိုဒီလိုဟဲ့3000ခွဲလောက်ကတော့အေးစေးလိန်သွားလဲဘာမှမဖြစ်ဘူး ကျမပတ်စံ3000တထောင်ခွဲကိုလိန်သွားလဲဘာမှမဖြစ်ဘူးဆိုပေမဲ့ကိုကိုလူလေကြတာတော့3000နဲ့လည်းမခံနိုင်ဘူး3000နဲ့လည်းမခံနိုင်ဘူးတထောင်ခွဲနဲ့လည်းမခံနိုင်ဘူး3000နဲ့လည်းမခံနိုင်စေတနာရှိလို့တဒါရှိလို့တောင်းစားရင်3000ပေးလိုက်မယ်ကိုကိုလူလေကြပြီးတော့မှယူတဲ့ဟာမျိုးတော့ကိုကငတုံးကအဖြစ်ခံပြီးတော့မှတော့မပေးနိုင်ဘူးဒါပေမဲ့ကျမတို့စီက ကိုတုံးတယ်ကိုအားတယ်ဆိုတာကိုပျော်ပျော်ကြီးအတုံးအားခံနေကြတဲ့သူတွေများလို့အဲ့ဒီလိုလူတွေစီးပွားဖြစ်နေကြတာဟုတ်လားကားမေးနေခြေကနန်းနဲ့ရောင်းနေနီးရတနည်းအလွတ်မဲရောင်းနေဆိုတဲ့နီးရတနည်းဟုတ်လားဟုတ်လားမှန်လားမမှန်ရင်ကျွန်မကိုပြောလို့ရရင်နော်ဆဲသွားဆဲသွားမမှန်ရင်ဆဲသွားဖောက်လားပောက်သွားပြီဘသူ့တော့ပောက်သွားပြီဘလို့အပ်လိုက်တယ်တွေ့လားနှစ်တေကြာနေပြီလေ နှစ်တေကြာနေပြီမဲမပြည့်သေးလို့မဲပြည့်တယ်မပြည့်ဘူးလဲကိုလည်းမသိရမဲမပြည့်သေးလို့တတ်မှတ်မဲမပြည့်သေးလို့မလုပ်ပေးသေးဘူးနော်မဖောက်ပေးသေးဘူးနော်ဆိုပြီးတော့မှမဖောက်ပေးဘူးတနစ်ဟာတနစ်ဘယ်လောက်ရှိထားလဲတထောင်ရထားရင်တထောင်လောက်ကင်စားလို့ရတယ်နှစ်ထောင်ရထားရင်နှစ်ထောင်လောက်ကင်စားလို့ရတယ်သုံးနှစ်ဟာဘာမှဖြစ်ဘူးလူတွေကလည်းအေးဆေးပဲဘာမှမဖြစ်ဘူးမဖောက်ပေးလဲဘာမှဒီပတ်စံလောက်နေရတော့ငါတို့မုတ်စားရင်ကုန်တာပဲဒါမှမဟုတ်လူကြီးအများကြီးတိမ့်နေချီတဲ့ချိန်မှာတစ်ဖက်မှာဘလို့အကျိုးစီးပွားဖြစ်ထွန်းသွားလဲ အာတာအာတာနော်ပျော်ပျော်ကြီးအာကြတော့ဒီလိုလူမျိုးတွေလှုပ်ရှားတဲ့သူတွေအတွက်စီးပွားရေးခွင့်ပေါ့ချမ်းသာတာပေါ့ချမ်းသာပြီးချမ်းသာတာပေါ့ဘယ်လိုတွေကြောင့်ချမ်းသာလဲလေသူစားစတဲ့မဲ့အဲ့တော့လူတွေကပြောတယ်သူလေလို့သူလှုပ်ရှားတာနင်ကဘာမှဝင်ပြောနေစရာမလိုဘူးဆိုတော့အာလို့လေလေတဲ့သူတွေကဘယ်လိုလူမျိုးတွေစီးရစားတာလဲအာတဲ့သူတွေစီးရစားတာအဲ့တော့မအာရင် तू ကခံရမှာမဟုတ်ဘူးအာလို့ခံရတာဘာဖြစ်လို့အာတာလဲ तू ဘဟုတုတ္တနဲလို့အာတာ ူကဘာမှမကြားဘူးမသိဘူးလို့အားလား။နော်။ဆိုတော့ဘဝတုတရှိအောင်ကျမတို့ကဘဝတုတအနေနဲ့မျက်စိဖွင့်နားဖွင့်ပေးတာ။ပွင့်ရင်တော့ကိုယ်အကျိုးမပွင့်ရင်လည်းမတတ်နိုင်ဘူး။ကျမတို့ကတော့အကျိုးစီးပွားလည်းမယုံရော်တော့ဘူး။အကျိုးစီးပွားလည်းမတိုးပွားလာဘူး။အဲ့တော့ကြားဖြတ်မယ်။အဲ့တော့ကြားဖြတ်မယ်။နော်။မသိတာဘူးလေတယောက်3000တယောက်1000ခွဲမသိတာဘူးဖောက်လားမဖောက်ဘူးလေ မပြည့်သေးလို့မဲမပြည့်သေးလို့မပြည့်သေးလို့ဘလောက်လူဦးရေတွေစီကဘလောက်ရထားလဲအကုန်လုံးကလည်းမဖြစ်ချင်ဘူးလေပတ်သက်3000လောက်နဲ့တော့ဖြစ်မနေဘူး3000 3000လောက်တော့မဖြစ်နေဘူးဟုတ်လားအဲ့လိုအဲ့တော့သူ့ကိုချစ်လို့သူ့ကိုလောက်ကြတာဘာဖြစ်တလဲဆိုတော့ချစ်လို့ချစ်တဲ့ပရိသတ်များတဲ့သူတွေကပို့ပြီးနာမည်ဂုံတရင်နဲ့ပို့ပြီးထိမ့်သိမ်းရမှာလीအ အဲ့တော့ကိုယ့်ကိုချစ်တိုင်းဒီလိုမတော်မတရားနည်းတွေနဲ့စီးပွားရှာစားလို့မသင့်တယ်ဘူးလေမသင့်တော်ဘူးလေကိုယ့်ကိုချစ်တဲ့သူတွေများတယ်ဆိုတိုင်းဒီလိုမတော်မတရားနည်းနဲ့ဒီခေတ်ကလည်းလေတိလားဒီခေတ်ကရင်ရတယ်ရိုးပုံရိုးအားနဲ့ပုံစံပုံတုံးကြီးဆိုရိုးသားပါတယ်လို့ထင်တာကျမဆိုင်ဖွင့်တော့ပါလေမနဲ့မိုးမလင်းသေးဘူးလာပြီးရွှေဆိုင်နဲ့ရွှေဆိုင်မလို့ပိုးတယ်ဆိုင်နဲ့ပိုးတယ်ဆိုင်မလို့လာပြီးခိုးတယ်တခိုးတွေအကုန်လုံးတော့ပုံစံပဲလုပ်ပြီးလာခိုးတာ ။ဘာဖြစ်လဲကျမတို့ကရိုးသားတယ်ဆိုပြီးတော့မှဂယုမဆိုင်ဘူးလေ။တည်တည်ဆာဆာမကြည့်ဘူးလေ။အော်လူရိုးကြီးတွေပါဟင်။ကျမတော်သူတောင်းသားနေနာမဟုတ်ဘူးပြောပြတာ။အဲ့လိုမျိုးမှပလေးတာကိုပြောပြတာ။ဆိုတော့အော်မလုံလောက်ပါဘူးဟင်မခိုးလောက်ပါဘူး။တခါမင်းကျမပိုးတဲ့အတိုင်းမှာရွှေစာကြီးတွေလေးအစည်းလိုက်ကြီး။အစည်းလိုက်ကြီးခိုးသွားတာ။ CCD မှာပြန်ကြည့်တော့မှတိတ်လိုက်တာအစည်းလိုက်ကြီးခိုးသွားတာတောင်းထဲကိုထည့်ပြီးအုပ်လိုက်ကြီးတောသူတွေအုပ်လိုက်ကြီး MLA ပိုးတယ်တွေဝယ်မယ်ချိတ်တွေဝယ်မယ်ဆိုပြီးလုတ်ပြီးတော့မှခိုးသွားတာ နော်အဲ့ဒီခေတ်အဲ့ဒီကာလကဓာကြီးဝမ်းဆက်ကို900ပဲရှိတဲ့အချိန်မှာရွှေစာကြီးကတောင်း1000ခွဲလောက်ရှိတယ်အဲ့ဒါကိုအတွဲလိုက်ကြီး10တွဲလိုက်ကြီးခိုးသွားတာတော်သူတောင်သားရိုးသားတဲ့ဟန်ပန်တွေလှုပ်ပြီးခိုးသွားတာလူတွေရဲ့အတွင်းစိတ်ကိုသူတို့ကပလီးတာအဲ့တော့တတိထားတိလာအရင်ကြောက်စရာကောင်းနေကျမကလေအမျိုးစုံဖြတ်တန်းခဲ့ရပြီကျမဘဝမှာလေ အမျိုးစုံဖြတ်သန်းခဲ့ရပြီ။ဒါကြောင့်မလို့လေအတွေ့အကြုံတွေကမခံရအောင်လို့မလို့ပြောပြတာ။ကျမတို့ကလေဈေးတယ်အနေနဲ့ရောဈေးဝယ်အနေနဲ့ရောခံခဲ့ရပေါင်းနေလဲများနေပြီ။သိလား။နောက်တစ်ခါစာဖတ်အားဘဟုတုတအားဒါကြောင့်မသိတဲ့သူတွေကိုပြောပြတာတချို့ကကြောင့်ချစ်တာ။ချစ်တာချစ်တာချစ်တော်လေးဘာနေနေဘာလုံးလုံးဘလုံးလုံးလုံးကျမခုနပြောသလိုပေါ့ငွေ3000ဘာမှမဖြစ်သွားပါဘူးဆိုပြီးတော့မှငွေ3000မဖြစ်သွားဘူးဆိုပြီးတော့မှ လောက်တာအဲ့တော့ဒီကာယကံရှင်နေနေနဲ့ကမထိပေမဲ့သူတို့ကကြောင့်ထိထိမိမိရသွားတာလေထိထိမိမိဈေးမချမ်းသာသွားကြတာအဲ့တော့ရှင်တို့ကတော့မွဲပြင်းမွဲရင်ဒုံရင်ဒုံရင်သူတို့တွေလေသူစားစတဲ့လေသူစားစတဲ့ဒါကြောင့်မလို့မလဲကြနဲ့မအကြနဲ့သူများစီကလည်းအချိုချောင်လည်းမလိုချင်နဲ့ဘယ်သူမှအလကားဆိုတာမရှိဘူးကိုစီကတမတော်မှာပဲ ကိုစီကတမသွားမှာကိုစီကတမသွားမှာတိလာမမနုနုလေအဲ့လိုအဲ့လိုအဲ့တော့လေတတိထား မြင်နေတာတွေတွေ့နေတာတွေကျမတို့ကလည်းတော်ယုံဆိုမပြောချင်ပါဘူးတကယ်ကိုမပြောချင်ပါဘူးတော်ယုံဆိုရင်မပြောချင်ပါဘူးเนาะဆိုတော့အခုကလေအမြင်ကြီးပြဲတော့အဲ့လိုလှုပ်ရှားတဲ့သူတွေကျမယောက်ျားဆိုအမြင်နဲ့ပြောနေဒီကားမေးတွေကဘလို့တွေပြုံးဘလို့တွေဟွာဖြစ်နေတာတော့ဒီမှာခြေကနေ၃လုံးနဲ့မေယောင်ကြောင်တော့စိတ်ဝင်စားနဲ့ကြည်လိုက်သေးတယ်။ဟိုမှာ Land Cruiser တွေ Cygnus တွေဟိုမှာရိုက်ပြထားပြီးတော့မှတမဲကို၃သိန်းနဲ့ချဲချဲချဲလိုမျိုးထိုးရမယ်။ဒါပေမဲ့တော့ထိုးကျင်တယ်ကျမတို့ကချဲသွားထိုးရင်တော့အဲ့လောက်မမွဲဘူးနော်။ တိလားချဲထွင်းအောင်မမွဲဘူးချဲထွင်းအောင်မှာကျမတို့က9000တပေါင်းပဲထိုးမှာပေါ့ထန်ကုန်လုံးအတွက် तू ကတကွက်ကို3သိန်းတကွက်ထွင်း3သိန်းချဲထိုးချဲထိုးတယ်လို့ထိုးရတာနော်တကွက်ထွင်းဥမာတဘောကအဲတဘောကတဘောကတဘောကတင်းနှစ်သုံးယူမယ်ဆိုရင်တင်းနှစ်သုံးသုံးသိန်းအဲ၄၅၆ယူအောင်မယ်ဆို၄၅၆သုံးသိန်းတကွက်ထွင်းရင်သုံးသိန်းဘယ်နှကွက်ထိုးနိုင်မှာလဲသုံးသိန်းနဲ့ကန်ဆာမီတကွက်ထိုးမယ် တယောက်ကို3သိန်း100ယောက်ဆိုရင်သိန်း30အယောက်100ဆိုရင်သိန်း300အယောက်1000ဆိုရင်ခြေကွက်ကဘယ်လောက်ရှိလဲတကွက်ကိုတယောက်ပဲထိုးမှလားအများကြီးထိုးမှလေအကွက်100ဆိုရင်သိန်း300ဟဲ့ကဲအမအကွက်1000ဆိုရင်လားကဲရှာစားတာလွယ်မလွယ်15ရဲ့တစ်ဘက်ကိုမလို့အကမပေါက်တော့ဘူးဟုတ်လား သူကပြောထားလေပေါ့ရင်ယူလို့ပြောထားတယ်။ကဲဘလို့လို့ဘလို့လွယ်မှာတော့အဲ့လိုချဲနီးနဲ့ရှာတာတနည်းရှိတယ်နော်။ပြီးတကယ်တကယ်ကြာအက်ကားတွေကပြဿနာတက်ကောသိလား။ဟိုသူများကားကြီးကိုဓာတ်ပုံရိုက်ထားတာတို့တကယ်သူစီမှာအက်ကားမရှိတာတို့သိလား။တကယ်ဟိုဟာမဟုတ်တာတို့အဲ့လိုတွေဖြစ်တယ်နော်။သိလား။သူများကားဓာတ်ပုံနဲ့လေတကယ်သူကကားဝယ်ထားတာမဟုတ်ဘူး။သူကဒီကလက်ဝယ်မှာရှိထားတဲ့ကားမဟုတ်ဘူး။သူကဒီကားတက်ပုံနဲ့ပဲသူကဒီမှာချဲချဲတိုင်ခိုင်းနေတာအဲ့လိုလေ ဒါကြောင့်သတိထားမလို့ချိုးချောင်မလိုက်နဲ့ဒီခေတ်ဒီကာလစီးပွားရှာစားလို့လွယ်မလွယ်မိလန်းနေတိတယ်နော်ဂုံတိတ်ခါနဲ့မယင်းနေမယင်းနိုင်နေသူမလို့မလောက်တာမိလန်းနေတိတယ်ဟုတ်လားကျမပြောမှန်လားရေးကြပါအောင်အပြန်လာမရေးရဲဘူးလားကောမန်နေမှန်မှန်မှန်ပြောပါအောင်ရောင်းလာလေးတန်တန်လေးတွေမမြင်ချင်ဘူးအခုက ပြီးသူအကျိုးပြုပြောနေတာဖြစ်တဲ့တော့ပြီးသူအကျိုးပြုကောမန့်လေးတွေမန်းကြည့်ပါဟုတ်သလားကျမပြောတာဟုတ်သလားလူတိုင်းမသိဘူးနော်ညီကမဲတွေကွန်ဒိုမဲတွေမဲရောက်တာတွေလေအိမ်မဲတွေခြံမဲတွေဟုတ်လားမဲတွေမဲတွေရောက်နေရတယ်လေဖောက်လားတစ်နှစ်နှစ်နှစ်သုံးနှစ်တစ်နှစ်လုံစားစမ်းသူများပတ်စံနဲ့နှစ်နှစ်လုံစားစမ်းသုံးနှစ်လုံစားစမ်းမဖောက်မချင်းလုံစား အတိုးပေးစရာမလိုဘဲနဲ့လဲရင်လဲသလိုအဲ့ငွေကြီးကလုံးရင်းကြီးသွားဘာဖြစ်လို့ချမ်းသာလဲအဲ့ဒါချမ်းသာတာပဲအဲ့ဒါချမ်းသာတာပဲကျွန်မမြဲပြောပြရတယ်ဘန်သွားရင်တော့လုပ်ငန်းရှိမှအပေါင်ပစ္စည်းရှိမှဘန်ငွေချီးတာအဲ့ဒါတိန်းတသောင်းနဲ့ဆိုရင်အနည်းဆုံးဘန်ကထုတ်ချီထန်းကုန်ထုတ်ချီ9000 6000 9000เนาะတိန်းတသောင်းနဲ့မှာဘန်ထုတ်ချီ9000တသောင်းနဲ့သွားပေါင်တသောင်းနဲ့ဘန်မချီးဘူးဟုတ်လား เนาะအခုကကြာဘာမှဟိုမှာမဖြစ်ဘူးလေမှန်ကန်နေယုံကြည်တယ်လို့ထင်ရတဲ့ဟာမျိုးကိုတိဆောက်ထားလိုက်ပြီးတော့မှတခါတည်းကိုတဲ့ပြီးတော့မှ line ပေါ်မှာလှုပ်ရှားနေတာဘာမှအရင်မဆိုင်လှီထိုးလိုက်အာပေါင်းအာရင်နဲ့သာကြွားပြစီးယုံပြအာပေါင်းအာရင်နဲ့သာပြောပြအရင်မဆိုင်လှီထိုးလိုက်လှုပ်ရှားစမ်းဟုတ်လားအဲ့ဒီနီလန်းနေဟာအိမ်နေမဲဖောက်မဲမြေနေမဲဖောက်မဲ အာတခါနဲ့ကွန်ဒိုရင်းမဲဖောက်မဲပြထားတယ်ထိုးမဲထိုးကြအေးသူကပြောမဲဘာဖြစ်လို့မဲမဖွင့်နေလဲဒီမှာတတ်မှတ်လူကြီးမပြည့်သေးလို့မဖွင့်သေးဘူးတစ်နှစ်လည်းမပြည့်ဘူးနှစ်နှစ်လည်းမပြည့်ဘူးသုံးနှစ်လည်းမပြည့်ဘူးအဲ့ဒီမှာရထားတဲ့ပတ်စံနေနဲ့ရင်းစမ်းတခြားစီးပွားရင်စဉ်းစားကြည့်ဘူးမှလားတွေ့လားအဲ့လိုမျိုးအဲ့လိုလုပ်လို့ရတယ်အဲ့လိုလုံးလို့ရတယ် ဟုတ်ပြီလားအဲ့တော့အတိတတိတွေမပြတ်ကြနဲ့အမလေးစွမယုံညာနဲ့ကျွန်မအဲ့တောင်ကြီးမှာဘက်ကကိစ္စတော့မှဆိုတအားပြောတာအခုအဲ့လူတွေကနိုင်ငံကြောင်းမှာလေးဇိန်နဲ့တိန်းကိုတိန်းနဲ့ချီပါတာနော်တိန်းနဲ့ချီပါတာပြီးတယ်ပထမပိုင်းအတိုးကိုလေလာဟာသူ့ပြေးလိုက်တယ်ငါးချက်တိုးပြေးလိုက်တယ်သူ့အယိုးနဲ့သူထုံးတာလေသူကတိန်းတရာထဲတိုင်းငါးချက်တိုးမှဘလောက်ပဲပေးရလဲတိန်းတရာထဲတိုင်းငါးချက်တိုးကိုဘလောက်ပဲပေးရလဲငါးချက်တိုးမှငါးသိန်းပေါ့ နော်သိန်းတရာဟုတ်တယ်လားငါးချက်တူဆို၅သိန်းသိန်းတရာမှ၅သိန်းပဲရော်သေးတာ၅သိန်းပေးလိုက်တယ်တလနှစ်လ၅သိန်းပေးလိုက်တယ်၃လ၅သိန်းပေးလိုက်တယ်ဘယ်တော့ပဲပေးရသေးလဲ၅သိန်းပဲပေးရ၃လလောက်ကြာ तू ကယုံလာပြီလေဟာဟုတ်တယ်တကယ်ရတယ်ငါ၃လတော့ရလာလူခေါ်လာခင်လူခေါ်လာရင်နောက်ထပ်နှစ်ချက်တူထပ်တိုးပေးမယ်အဲ့တော့လူတွေခေါ်တော့ငါတကယ်ရတယ်ဒီမှာတွေ့လား3000တောင်ရှိပြီငါရတာဒီမှာတွေ့လားတကယ်ပေးတာတကယ်မှန်နေနင်တို့အရင်တော့ထင်တယ်လို့တွေမဟုတ်ဘူးအခုကတကယ်မှန်နေ ငယ်မနေ့ကဆိုဖိုကာမဲဖောက်တာတွေ့လိုက်တယ်မတွေ့ရညမအမှန်ကြီးမပြောပါနဲ့ကျမလိုအမုန်းခံနေရအောင်မဲတဲ့ဟုတ်တယ်အဲ့လိုအဲ့တော့လေအိုးဘလို့ခေါ်မလဲခုနကနည်းနည်းလေးပြင်းတယ်လို့လို့ဘာလို့လို့ရှိလာလို့เนาะအဲ့ဒါထကျဲရတော့တာအပြင်းအပြင်းပြေပေါ့အပြင်းပြေအပြင်းပြေเนาะပြီးရင်တော့ပစ္စည်းကြည့်เนาะ အဲ့တော့ကျမအမြဲပြောတယ်အဲ့တောင်ကြီးကိစ္စတော့ကဆိုမယုံနဲ့နော်မဟုတ်ဘူးနော်မဟုတ်ဘူးနော်အဲ့ဒါတတိယအောင်ဆောင်နေစတာနော်ဒီစာရွက်တရားဘလို့မဆိုဓာတ်ပုံရိုက်ပြီးလုံးလို့ရတယ်နော်တတိထားကြနော်ပါကြတော့မယ်နေဆိုမရအောင်အဲ့တော့အတွမှန်နေအမလေးကျမကလာမန်းနေတူတောင်ရှိပြီအတွမှန်မှန်ရတယ်အတွမှန်နေပေးနေတာအတွမှန်နေအဲဒီလိုမျိုးလာပြောရယ်နော်ကျမပြောရှင်းရှင်းလေးကိုကသိန်းတရာထည့်လိုက်တယ်၅ချက်တိုးပေးမယ်လို့ပြောထားတယ်တစ်လောက်၅သိန်းပေးတယ်နှစ်လောက်၅သိန်းပေးတယ်သုံးလောက်၅သိန်းပေးတယ်သုံးလောက်လောက်ကျတော့ယုံလာပြီလေသုံးလောက်မှဘလောက်ပဲရှိသေးလဲသိန်းတရာတွေက 15ဒိန်းနဲ့ရှိသေးတယ်4လရတယ်9လထိစောင့်ကြည့်အောင်မရတယ်ပေးတယ်ကဲ9လမှ99လီ25 4ဘုံတဘုံပဲရှိသေးတယ်ဟုတ်လား4ဘုံတဘုံပဲရှိသေးတယ်ကျန်တဲ့၃ဘုံသူစီမှာကျန်နေသေးတယ်။အဲ့တော့၅လလောက်ကျတော့လူကယုံလာပြီ။ဆိုတော့ဟုတ်တယ်ကျွန်တော်တို့ကလိမ်မဲ့သူတွေမဟုတ်ဘူး။ဆိုတဲ့ခါကျတော့ဘာဖြစ်လဲယုံလာလူခေါ်လာခဲ့ ကျန်တဲ့သူတွေခေါ်လာလို့ရှင်နှစ်ချက်ထပ်တိုးပေးမှာခုနှစ်ချက်ရမှာဆိုဟောသူကလေသူ့ဘက်ဝင်းကျုံပြောပြီလေစီးရောမီလေငါတကယ်ရတာနင်တို့တွေအရင်အရင်တော့ထင်ခဲ့တယ်လို့မျိုးမဟုတ်ဘူးတကယ်မှန်တာကဒီမှာ9လတောင်ရှိပြီဒီမှာ6လတောင်ရှိပြီအတိုးရတာပေးကျွေးတာပေးကျွေးတာဒီမှာ9လတောင်ရှိပြီမကုံသေးဘူးလေသူ့ပတ်စံမဟုတ်တာအတိုးပေးနေရတာကို့ပတ်စံနဲ့ကို့ကိုအတိုးပြန်ပေးနေတာ9လတောင်ရှိပြီနော်ကဲဒီမှာ10လတောင်ရှိပြီ10လမှာ30ပဲရှိသေးတယ်9သိန်းကို10လမှာ ်သိန်း90ပဲရှိသေးတယ်90သူ့စီမကျန်နေစင်လာလုံးနင်းလိုက်တာတော့မှ तू ကတဝက်ပဲကြာသေးတယ်ဒါပေမဲ့ယုံကြည်မှုကအထွတ်ထိပ်ဖြစ်သွားပြီစင်လာရင်လိုက်ရင်တော့မှ तू ပတ်ဆက်၅ပြားမှမပါသေးဘူးသူ့စီမတဝက်ကြံသေးတယ်စင်လာလောက်ကြယုံကြည်မှုကအထွတ်ထိပ်ဖြစ်သွားပြီနောက်ထပ်ရှိတဲ့ပတ်ဆက်တွေလည်းထတ်ထည့်ဟာကြိုက်တယ်သိန်းတရာကို၅သိန်းဘာလုံးမှမလုပ်ရဘဲနဲ့ကြိုက်တယ်ရှိတဲ့မြပတ်ဆက်ထတ်ထည့်သူများကိုခေါ်လာရင်နှစ်ချက်တိုးထတ်တိုးပေးမယ်ခုနှစ်ချက်ရမယ်ဟာခုနှစ်ချက်ရမှာ ခေါ်ခေါ်ခေါ်ဒီမှာ90လောက်ရှိပြီရတာဒီမှာမှန်နေ9000ဒီလိုထည့်ထားတော့ငါအတိုးတွေရတာဒီမှာကြီးစမ်းမှန်တာသူ့ရက်နဲ့သူထုတ်လို့ရတာအဲ့တော့သူများကိုလည်းခေါ်တယ်ကိုပတ်စံနေလဲထတ်ထည့်တယ်အဲ့ဒီသူများကလည်းသူများကိုခေါ်တယ်သူပတ်စံထည့်တယ်အဲ့ဒီနောက်ထပ်သူများကလည်းသူများကိုခေါ်တယ်သူပတ်စံထတ်ထည့်တယ်အဲ့နောက်သူများကလည်းသူများကိုခေါ်တယ်သူပတ်စံနေထတ်ထည့်တယ်အဲ့ဒီမှာရင်ခုနကတရင်ရင်လိုက်တဲ့အရင်အရင်မဆိုင်လေထိုးလိုက်တခါတည်းကိုယုံကြည်မှုနဲ့တီဆောက်ပြီးတော့မှသူ့ပစံနဲ့သူ့ကိုလှော်ပြီးတော့မှ သူများနဲ့သူများသူများပြီးသူများသူများပြီးသူများဘယ်နှစ်စင်နေအောင်စင်ခဲ့ပြီးတော့မှဘလိုတွေပိုက်ပြီးဘလိုတွေလုတ်ပြီးတော့မှဘယ်လောက်သူလိုချင်တဲ့အတိုင်းတာပမာဏလည်းရောက်လဲရောက်ကောကုမ္ပဏီရုံးငန်းအကြီးဖွင့်ထားတယ်ငှားဖွင့်ထားတာလေဒီနေ့ဆိုင်းပုတ်ဖြုတ်ဒီနေ့အကုမ္ပဏီမရှိတော့ဘူးပေါ့ဟုတ်တယ်လားဒီနေ့ဆိုင်းပုတ်ဖြုတ်လိုက်တယ်အဲ့ကုမ္ပဏီဒီနေ့မရှိတော့ဘူးလေဟောလိုချင်တဲ့ပမာဏပိန်းကိုပိန်းနဲ့ချီလဲရောက်လဲရောက်ရောအေးစစ်စစ်ပဲနိုင်ငံခြားကိုပြင်ဆင်ပြီးတတ်တာဘိုင်းပိုင်းလစ်သွားကြရောကြံခဲ့ကြဒီမှာ ဘယ်သူတရားစွဲနိုင်ခဲ့လဲဘယ်သူဘာလုပ်ခဲ့နိုင်ခဲ့လဲကျမတို့အခုအရင်ခေတုန်းကဒီလိုနီးနဲ့ဖြစ်ခဲ့တဲ့တထေးတွေအခုချိန်ထိတခြားစီးပွားရေးလုပ်နေတော့နော်ကျမတို့နေလဲရင်းနှီးပါတယ်ဒီလူတွေနဲ့ကျမတို့ပတ်စံနေလဲပါတယ်ရတာလဲရတယ်ရတဲ့တလောက်လဲရတယ်မရတဲ့တလောက်လဲမရဘူးမရတဲ့သူတွေကပိုများတယ်နော်အဲ့ဒီတထေးတွေမသေးသေးဘူးအခုချိန်ထိရှိသေးတယ်အဲ့အရင်ခေတုန်းက ဖြစ်ခဲ့တဲ့တထေးတွေအခုချိန်ကြီးငုတ်တုတ်ကြီးရှိပြီးတော့မှတခြားစီးပွားရေးတွေလုပ်နေတော့မယ်ဘယ်သူမှလုပ်နိုင်လဲဘယ်သူမှလုပ်လိုက်နိုင်လဲဘယ်သူမှဘာမှမလုပ်လိုက်နိုင်ဘူးနော်ဒါကြောင့်မလို့အဲ့ဒီလိုနီလန်မဲ့တဖန်သုံးပြီးအခုခစ်တက်မှာအဲ့တိုင်းပဲပြန်လှုပ်ရှားနေတာအခုကအထက်အဆင့်မြင့်နေပို့ပြီးတော့မှမဲရောင်းပြီးလိန်နေခြေကနန်းလိုမျိုးရောင်းပြီးတော့မှကားတွေကိုခြေကနန်းနံပါတ်နဲ့ဖောက်ပြီးတော့မှရောင်းနေအိမ်တွေကိုခြေကနန်းနံပါတ်နဲ့ဖောက်ပြီးတော့မှရောင်းနေ15ရက်တစ်ပတ်တိုင်း ိမ်မဲတွေရောက်နေနှစ်နဲ့ချီပြီးတော့မှမြေမဲတွေရောက်နေနှစ်နဲ့ချီပြီးတော့မှမဲမဖောက်ဘူးကွန်ဒိုမဲတွေရောက်နေနှစ်နဲ့ချီပြီးတော့မှမဲမဖောက်ဘူးအဲ့ဒီပတ်စံနေရသူတို့အတိုးမပေးရပဲနဲ့သူတို့လက်ထဲမှာရှိနေတာအဲ့ပတ်စံတွေသူတို့အဲ့ပတ်စံတွေကိုငုတ်တုတ်ထိုင်ပြီးကြည်နေမှာလားငုတ်တုတ်ထိုင်ပြီးတော့မှ အဲ့ဒီရှင်တို့တွေထည့်ထားတဲ့တယောက်ကို3000လို့တသိန်းတို့တွေရဲ့ပတ်စံပေါင်း3000များစွာကို3000ပေါင်းများစွာ1000ပေါင်းများစွာကိုဒီကာယကံရှင်တွေကဘာမှမလုပ်ဘဲနဲ့အဲ့ပတ်စံလေးကိုမထိဘဲနဲ့ဒီတိုင်းပဲတစ္ဆာရှိရှိနဲ့ထိုင်ကြည့်နေမှာလားသူတို့အသုံးပြုမှာပေါ့သူတို့ဘဝအတွက် another business မှာပွားမှာပေါ့လုံးမှာပေါ့ရင်းနှီးမြှုပ်နှံမှာပေါ့ဒီပတ်စံနေနဲ့ဒါကြောင့်မလို့ဘာမှမရှိတဲ့ဘဝကနေရှိလာတယ်ဆိုတာအဲ့ဒါတွေပဲလုံးတက်တာ အဲ့လိုလှုပ်တတ်တာနင်ကဘာရှာရှည်နေလဲဆိုတော့တမာအာဇီဝနဲ့မှန်မှန်ကန်ကန်လှုပ်ပေးရင်တော့ဘာမှရှာရှည်စရာအကြောင်းမရှိဘူးမှန်မှန်မကန်လှုပ်လို့မလို့ဝင်ပြီးရှာရှည်တာပဲအမြင်ဖွင့်ပေးတာကျင်းတဲ့လိုလှုပ်ကြရင်လည်းလှုပ်ကြကိုယ်သဘောတိုင်းနဲ့ကိုကျွန်မတို့ပတ်စံတော့ငါးပြားမှမပါဘူးဆုံးနဲ့ဆုံးရှုံးစရာမရှိဘူးဒါပေမဲ့နားမလဲကြလို့ပါနေကြတဲ့သူတွေကိုနားလဲအောင်လို့ရှင်းပြတာ ကျမကတော့ပတ်စံ3000နဲ့ဘာမှမဖြစ်သွားဘူးငါတို့ကျင်းတယ်လို့ပေးတာဆိုပေမဲ့ကျမလိုလူမျိုးဆိုလို့ရှိရင်တော့ကို့စီကနေလူပေါင်းဝပြီးတော့မှကြောပြီးတော့မှလာပြီးတော့မှယူတဲ့ပတ်စံမျိုး3000မပြောနဲ့3ချက်တောင်မပေးဘူးကို့ကိုတမ်းမြာသီးလျှောက်သီးလို့သဘောထားတဲ့ဟာမျိုးကိုလေကိုကစေတနာရှိလို့တောင်းစားလို့ပေးလိုက်ရတယ်3000မဟုတ်ဘူး3သိန်းမဟုတ်ဘူးသိန်း30ပေးလိုက်ရလဲအကြောင်းမဟုတ်ဘူးကို့ကိုလူပေါင်းဝပြီးတော့မှကို့ကိုလူလဲကြပြီးတော့မှလုပ်တာတော့3000မပြောနဲ့3ချက်တောင်မတထားဘူးဒါကြောင့်မလို့လူလဲကြမခံရအောင်လို့ပြောတာ ်သုံးသောင်းနဲ့ဘဝမပြတ်ဘူးသုံးသိန်းနဲ့ဘဝမပြတ်ဘူးဒါပေမဲ့လူလေကြခံရတာအဲ့လိုလူမျိုးတွေငပိန်းတွေဖမ်းပြီးတော့မှသူတို့ကတထေးဖြစ်သွားတာငပိန်းဖမ်းတယ်လို့ခေါ်တာအဲ့ဒါလဲဂျင်းနဲ့နေစေပဲငါတို့ကသုံးသောင်းနဲ့ဘာမှမဖြစ်ဘူးနင်တို့ဝင်းရှာမရှင်နဲ့ဆိုတာအဲ့လိုလူတွေအများကြီးဒါကြောင့်လို့မြန်မာပြည်မှာအရန်ချမ်းသာအောင်လှူစားလို့လွဲတဲ့လုံးဝခက်တဲ့ကြားဖြန့်ဒါပဲလေတမီးလစ်ပြီလေဟုတ်တယ်လား ဟုတ်လားအဲ့ MLM တွေတော့လည်းမန်ဘာကြီးတွေ3130ဆိုပြီးတော့မှလေလုတ်တယ်လေ3130 3130နဲ့ဘလူရင်းညာလူတွေဘာညာဘလူရင်းညာလူဆို3130ဟာဟိုတယ်တွေမှာလုတ်တယ်အစင်းစင်းနေအမလေးဘာရင်းညာတွေ CEO တွေကဒါရိုက်တာတွေကဂျန်ဂျန်နေရောလီလီရောအများကြီးနေမန်ဘာကြီးက3130ကျမတို့ဟိုးအရင်ခေတ်လွန်ခဲ့တဲ့အနှစ်20ကျော်တုန်းကလေမန်ဘာကြီးက3130တဲ့အဲ့ဒီခေတ်ကတော့မှကျမတို့တော့မှပါသေးတယ် ကျမတို့ပါတယ်ဆိုတော့ကျမတို့တော့မှအဲ့ဒီဆွေးနွေးပွဲတွေခေါ်လို့မလို့ဟာသွားတက်သွားတက်ဖိုးဖိုးကြီးရလေဘာအမ business ကိုဘယ်လိုပဲချမ်းသာဖိုးဖိုးကြီးလူကြီးညာတော့နားမလဲပေါ့ကျမတို့သွားနားထောင်ကြည့်လိုက်တော့ဟမ်ဒါကြီးကလိန်နိုင်အခက်အက်ကာလာမှာလဲကိုယ့်လက်ထက်မှာလဲ330လဲမရှိပါဘူးတကယ်ကိုတကယ်ကိုတထေးပြင်းတော့ဟာထဲနေသူတွေကလည်းထဲတယ်သူတို့အကြီးကြီးတွေပဲပြောတာဟာဘလောက်ဆိုရင်ဘလောက်တွေပါဘလောက်တွေဘလောက်တွေဘလောက်တွေဆိုပြီးတော့မှလေအဲ့လိုမျိုးနဲ့ထဲတာအဲ့ဒီခေအဲ့ဒီကာလာတော့မှာ ကျွန်မတို့အတိအန်တီတွေတော့မပါသေးနဲ့3130နဲ့ထင်ထဲပြီးတော့အမလီတို့ကဘာအဆင့်နေရမှာဘာညာတူတွေရမှာဘလိုတွေရမှာဘယ်လိုတွေဖြစ်မှာအမလီ CEO တွေရောဘာတွေရောညာတွေရောဇင်ရတွေကိုရှုပ်လို့ပြီးလဲပြီးရောအခုဘယ်မှာလဲကြက်ပြောက်မှက်ပြောက်ဘယ်မှာလဲဘယ်မှာလဲတထင်းဖြစ်သွားပြီအကျဉ်းချင်းခံနေရအောင်ကျွန်တော်တို့တိုင်းပြည်မှာအဲ့ဒီနီလန်းနဲ့အဲ့တော့ဆင်းရဲပြီးဆင်းရဲလူကနစ်နာပြီးနစ်နာခံရရင်လဲသူစားစနဲ့လဲတဲ့သူကလဲတယ်လို့ကြီးပွားရင်ချမ်းသာရင် ဒါတွေကိုကျမတို့ကနိုင်ငံသားကောင်းတယောက်အနေနဲ့လက်ပိုက်မကြည့်နေနိုင်လို့ပြောတာအမုန်းခံပြီးတော့မှနော်အဲ့ဒါကိုဘာဝင်ရှာရှင်ရလဲသူတို့ကျင်တယ်လို့လောက်တာဆိုတဲ့စကားမျိုးနဲ့ကျမတို့ကလာမပြောနဲ့ကျမတို့ကကိုပြည်သူကနေပြည်သူတို့ နိုင်ငံသားကောင်းတယောက်အနေနဲ့နိုင်ငံသားကောင်းဆိုတာနိုင်ငံအတွက်စစ်တိုင်နေမှာနိုင်ငံသားကောင်းမဟုတ်ဘူးနိုင်ငံကိုကာကွယ်နေမှာလည်းနိုင်ငံသားကောင်းမဟုတ်ဘူးနိုင်ငံရေးတွေလုံနေဟောပြောနေမှာလည်းနိုင်ငံသားကောင်းမဟုတ်ဘူးเนาะကိုယ်နိုင်ငံပေါ်မှာချစ်တယ်ဆိုတာအဲ့ဒါတွေလုံမှာချစ်တာမဟုတ်ဘူးကိုယ့်ရဲ့ပြည်သူတွေဒုက္ခမရောက်ဖို့ကိုနားလေတက်ကြွတဲ့ဘက်ကနေတစ်ဖက်တစ်လမ်းအသိအမြင်ဖွင့်ပေးခြင်းဟာလေကျမတို့ကနိုင်ငံကိုအကျိုးပြုပြီးတော့မှနိုင်ငံကိုချစ်တဲ့စိတ်နဲ့ကိုယ့်နိုင်ငံသားတွေမနစ်နာရအောင်တစ်ဖက်တစ်လမ်းကပါဝင်ခြင်းပဲဖြစ်တယ် ဒါကြောင့်မလို့သူပစံနေသူနင်တို့ကဘာဝင်ရှာရှင်နေရလဲနေရတကားပါတယ်လာမပြောနဲ့ကျွန်တော်တို့စီမှာအခြေခံပညာအသိလဲအရန်နေကြတယ်ပြည်သူတွေကဒါကြောင့်မလို့ဒီလူလေတွေရဲ့ပြုတ်တမျှကိုခစ်အဆက်ဆက်ခံခဲ့ကြရတာမဆန့်ရှိပါလေဆိုတဲ့လူဒန်းစားတွေတောင်ပါတယ်လောဘကြောင့်မလို့လောဘစိတ်ကိုအခြေခံပြီးတော့မှလိန်တာတို့ကလည်းမလုံးနေပေးပြီးတော့မှလိန်တာခုနလိုကသိန်းတရာကို၅ချက်တိုးပေးမယ်ဘာလုံးမှမလုံးရပဲနဲ့၅ချက်တိုးစီးပွားရေးလုံးတော့၂ချက်တိုးကိုက်ဖို့မနေလောက်ရတာလေ ဘာလို့မှမလုပ်ရဘဲနဲ့ငားချက်တော့မှန်အောင်ပေးတယ်လေ10လ10လအချိန်ယူပြီးတိဆောက်လိုက်တယ်လူပဏျောက်ကိုတိဆောက်ရမလဲယုံသွားပြီလေ10လဆိုတဲ့အချိန်မှာကိုရှိနေပတ်စံတွေလည်းထတ်ထည့်တယ်သူများကိုလည်းဟောပြောစီယုံပေးတယ်သူထုံနေသူရိုက်ပြီးတော့မှလှုပ်ရှားတာခင်းဆက်ဆက်ခံခဲ့ကြရတာအေးနီလန်းနဲ့အခုလဲဒီလိုပဲဒါကြောင့်ဒါတွေကိုပြောပြတာအယုံမလွယ်ဘူး နော်ချစ်ချင်းမုံညင်းလဲကယူမဆိုင်ဘူးကျမတို့ကလူချစ်အောင်နေတာမဟုတ်ဘူးအမှန်တရားကိုပဲလက်ကင်ထားပြီးနေတာကျမလူချစ်အောင်နေရင်ကျမဒီလိုပုံစံမျိုးမနေဘူးကျမကလူဤသူမြူဤသူနဲ့ကျမချစ်အောင်မနေမှာပေါ့ဟုတ်လားဆိုတော့လှလှလေးနဲ့နေမှာပေါ့နော်ချစ်စရာကောင်းအောင်လေးအမလေးအီးအီးညောင်ညောင်လေးနဲ့နေမှာပေါ့ဒီလိုရင်ရှင်းပြနေတယ်ဆိုတာတကယ်ကိုနားလေစီခြင်းနဲ့စိတ်တည်နေရင်ဘတ်ထင်းကစေတနာကြီးအပြည့်နဲ့ရှင်းပြတာ ပွေးရှာတာလည်းမဟုတ်ဘူးနေရာတကာပါတာလည်းမဟုတ်ဘူးကျမတို့နားလေတဲ့အသည့်ကိုနားမလဲတဲ့သူတွေမျက်စိရှိမှခံနေရတာကိုကျမတို့ကစေတနာအပြည့်ရင်ဘတ်ကြီးအပြည့်နဲ့ရှင်းပြတာမုံချင်းချစ်ချင်းလဲဂယုမဆိုင်ဘူးမုံလို့ရတယ်မုံလို့ကမမှန်တဲ့သူတွေကတော့မုံမှာပေါ့နော်ဆိုတော့မတိတဲ့သူတွေတိသွားလို့တယောက်ပဲဖြစ်ဖြစ်ဒီလိုမခံရတော့ဘူးဆိုရင်ကျမတို့ကကုသိုလ်ရတယ်ဒီစိတ်နဲ့လုပ်တာနော်နိုင်ငံကိုချစ်တယ်ဆိုတာကိုကကိုကျွမ်းကျင်တဲ့ညာကနေတစ်ဖက်တစ်လမ်းကိုနိုင်ငံကောင်းကျိုးကိုပြုတာဒီကျမတို့နိုင်ငံတော်ကိုချစ်တာပဲ ဒီအတွက်ကျွန်မတို့ကပြောပေးနေတာနော်65သိန်းလေးတကွင်းချန်သေးတယ်ယူပါအောင်